မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မလက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဝိုင်းမော်မြို့နယ်ကိုလာရောက်ပြစ်ခတ်တဲ့စစ်ကောင်စီတပ်ရဲ့ MN35 တပ်ခတ်ရဟန်းရင်ကို ပြန်လည်ပြစ်ခတ်ရမှာရဟန်းရင်ကို ထိမှန်သွားတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပါတယ်အခောက်ရွှေတစ်ကြက်သားငွေကျပ်40တသိန်းနီးပါးကိုရရှိလာပြီး စစ်တပ်အာဏာသိမ်းပြီး၃နှစ်ကြာမှာရွှေဈေးတစ်ကြက်သားကိုငွေကျပ်၂၈သိန်းနီးပါးကိုဈေးထိုးတက်သွားတဲ့တဲ့င်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အောင်မြင်တက်နယ်အောင်မြင်နှစ်နေရာကိုလာရောက်ပစ်ခတ်ဘုံကျဲနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ MI-35 တပ်ခိုက်ရဟန်းရင်ကို KIA ကပစ်ချလိုက်ပြီး ထိမှန်သွားခဲ့လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကရန်ကုန်ခေတ်သစ်တရင်နာကိုပြပြပါရယ်ပြစ်ချက်လိုက်လို့ထိမှန်သွားတာကိုအတီးပြုတ်ဝင်မယ်လေပြက်ကြမှုရှိမရှိကိုတော့အတီးပြုတ်နိုင်မှုဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြပြပါရယ်လက်ရှိအွန်လိုင်းပေါ်မှာပြန့်နေနေတယ်မြင်းကြီးနားလေရင်ခွင်ဒီအရက်ပဲလေရင်တစည်းနဲ့တူမိကိုထွက်နေတဲ့တပ်ပုံမှာ KIA ကပြစ်ချက်လို့ပြက်ကြတဲ့ရဟတ်ရင်မဟုတ်တယ်လို့ MI35 ရဟရင်ပြတ်ကျမှုနဲ့ပတ်သက်တဲ့ဓပုံတွေကိုမရရှိသေးဘူးလို့လည်းသူကပြောပြပါရရှင်။မန္တလေးရဲ့သတင်းတပုတ်ကိုကြည့်အောင်ပါ။မန္တလေးတိုင်းမြင်းကြံမြို့နယ်မြင်းကြံမြို့ကစစ်သားတွေလိုက်ပါလာတဲ့ကားတစီကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား6ဟာသေသွားပြီးလက်နယ်ခရမ်းတွေကိုတိတ်ဆိတ်ရရှိခဲ့လို့ MGN35 ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။မလ17ရက်နေ့မနက်ပိုင်းချိန်က မြင်းကြံမျိုးကနေစစ်သား6ဦးစီးနှင်းလိုက်ပါလာတဲ့ကားကိုတရင်ကြိုရတဲ့အတွက် PDF ပူပေါင်းတပ်ဖွဲ့တွေကစောင့်ကြိုတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတက်ခတ်မှုကြောင့်စစ်သား6ဦးလုံးဟာတိတ်သွားတာဖြစ်ပြီးတနက်6လနဲ့ခင်းရံတွေဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆဲနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ဒီတက်ခတ်မှုကိုအနောက်မြောက်စစ်ဒေသအမှတ်815 PLA တပ်ဖွဲ့ရဲကောင်ပျောက် जा တပ်ဖွဲ့ PLA စုပေါင်းအင်အားမြင်းကြံ35တပ်ဖွဲ့နဲ့ BGF တို့ပူးပေါင်းတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ရခိုင်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်ကနေကြားဆောင်ရဲတပ်ဖွဲ့ဝင်29လုံးဟာမနေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုထွက်ပြေးဝင်ရောက်လာတယ်လို့ဘင်္ဂလားဒေ့ရှ်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။မောင်တော်မျိုးနဲ့အောင်းတပြေနေကြားဆောင်ရဲစခန်းကရဲတပ်ဖွဲ့ဝင်29ဦးဟာလက်လက်တွေနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဝင်ရောက်လာတာဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေအရသိရှိရပါတယ်။မြန်မာနိုင်ငံကထွက်ပြေးလာတဲ့လက်ကြားဆောင်ရဲတွေရဲ့လက်နက်တွေကိုတော့ဘင်္ဂလားဒေ့ရှ်အနာဘိုင်တွေကသိမ်းဆည်းလိုက်တယ်လို့လည်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကလည်းရခိုင်တပ်တော် AA ရဲ့တိုက်ခိုက်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုမြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်330ဦးဟာထွက်ပြေးခဲ့ပြီးဖေဖော်ဝါရီ15ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကိုသင်းမောနဲ့ပြန်လည်ပေးပို့ခဲ့ရပါတယ်ရှင်။ဆက်လက်ပြီးတော့ရခိုင်ပြည်နယ်တွင်အကြမ်းဖက်စစ်တပ်ကမွတ်စလင်အမျိုးသားတွေကိုအတင်းအဓမ္မစစ်မှုထမ်းဆောင်မှုတွေခေါ်ပြီး စစ်တပ်တန်းပေးနေရလို့ပြည်တွင်းမွတ်စလင်အတိုင်းဝါနဲ့ဒေသခံပြည်သူတွေကအတီးပြုတ်ပြောဆိုပါရယ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမွတ်စလင်မျိုးသားတွေကိုစစ်တပ်တန်းပေးနေရလို့မွတ်စလင်အတိုင်းဝါကဗီဒီယိုနဲ့ကထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပါရယ်ဗီဒီယိုဖိုင်ထဲမှာတော့မြန်မာစစ်တပ်ရဲ့စစ်ဝတ်စုံဝတ်ဆင်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဗမာစကားပြောပြီးတေချာတင်ကြားပေးနေရကိုတွေ့မြင်ခဲ့ရပါတယ်။အကြက်ဖက်စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ပြောခွင့်ရသူကတော့ရခိုင်ပြည်နယ်အတွင်းမှာ မွတ်စလင်တွေကိုစစ်မှုထမ်းဆောင်မှုခေါ်ယူခြင်းမရှိကြောင်းသူတို့ဟာနိုင်ငံသားမဟုတ်တဲ့အတွက်ကြောင့်စစ်မှုထမ်းမှုခေါ်ယူမှာမဟုတ်ဘူးလို့ညင်းဆိုထားပါတယ်။အကြက်ဘက်စစ်ကောင်စီကမွတ်စလင်တွေကိုစစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မခေါ်ယူနေတာနဲ့စစ်ပညာသင်ကြားပေးနေတာတွေကိုပြည်ရင်းပြည်ပကတချို့မွတ်စလင်အတိုင်းဝန်ကကန့်ကွက်ရှုံချကြရတယ်လို့လည်းသိရပါတယ်။စစ်မှုထမ်းဖို့ခေါ်ခြင်းခံရတဲ့မွတ်စလင်တွေနဲ့နှိစက်တဲ့တချို့မွတ်စလင်အတိုင်းဝန်ကတော့အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းရန်ခေါ်ယူတာနဲ့ စစ်ပညာသင်ကြားပေးတာကိုဝမ်းမြောက်ဝမ်းသာကြိုဆိုနေကြတဲ့အပြင် ရိုဟင်ဂျာမွတ်စလင် military army သို့မဟုတ်ရိုဟင်ဂျာမွတ်စလင် army ကိုဖွဲ့စည်းပေးထားတယ်လို့လည်းပြောဆိုနေကြပါဗျာ။အကြမ်းဖက်စစ်ကောင်စီကမွတ်စလင်စစ်တပ်တီထောင်ပေးမယ်လို့ဆိုပြီးစစ်မှုဓာတ်မှုခုံယူနေတာဖြစ်တယ်လို့စစ်ပညာသင်ကြားခံနေရတဲ့မွတ်စလင်တွေကပြောဆိုနေကြပါဗျာ။မွတ်စလင်ဘာသာဝင်တွေကိုအကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဆောင်မှုတွေခုံယူနေတာဟာ အတိုင်းဝါနှစ်ခုကြားအတူရှင်တွဲနေထိုင်ရတဲ့ကြီးမားတဲ့ချင်းချောက်မှု ဖြစ်တယ်လို့လည်းရခိုင်တတော်အေကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်တဆက်ထဲမှာပဲရခိုင်မြင်းလေးကစစ်တပ်အတွက်73စီရေတန့်ဆက်နရိခါတွေကိုပို့ဆောင်ပေးဖို့အတွက်ရန်ကုန်ရေချောင်းရုံးမှာပုဂ္ဂလိကသင်္ဘောတွေကိုစစ်ကောင်စီကမဲနိုင်ရွေးချယ်ခဲ့တယ်လို့ပုဂ္ဂလိကသင်္ဘောပိုင်ရှင်တို့ကပြောပြပါဗျာမလာဆဲနေကတော့ရန်ကုန်ရေချောင်းအနာပိုင်ရုံးမှာ ရင်ရင်နဲ့တွဲသင်းမောပိုင်ရှင်တွေကို စစ်ကောင်စီကအစီဝေးခေါ်ယူပြီးရခိုင်ကို73စီရေတပ်စစ်နိုင်ခါတွေကိုစစ်တပ်အတွက်တည်ဆောင်ပေးရမယ်လို့ပြောဆိုခဲ့ပါတယ်။ပုတ်ကလေးကရင်ရင်နဲ့တွဲသင်းမောပိုင်ရှင်တွေကိုဖိတ်ခေါ်ရမှာလဲ။ဘသူကမှလိုလိုလလမရှိကြဘူးလို့လည်းသိရှိရပါတယ်။အဲဒါကြောင့်မဲနိုင်ရွေးချယ်ပြီးမဲပေါက်တဲ့ပုတ်ကလေးကရင်ရင်နဲ့တွဲသင်းမောပိုင်ရှင်အချုပ်ကိုစစ်နိုင်ခါနဲ့73စီတည်ဆောင်ပေးဖို့အတွက်ခိုင်းစေတယ်လို့လည်းသိရှိရပါတယ်။ဒါပြင်အခြားသင်းမောနဲ့ရင်ရင်ပိုင်ရှင်တွေကိုလည်း လုပ်ငန်းတွေရနာခိုင်ပြီးအစင်သင့်စောင့်ဆိုင်းခိုင်းထားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာအင်းနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီကစစ်တွေမျိုးမကြစေရတဲ့ခုခံစစ်တွေကိုအကြီးအကျယ်ပြင်ဆင်နေရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ပြည်တွင်းစီးပွားရေးဈေးကွက်အတွင်းမှာမီးလင်းရွှေခေါ် ထချောက်ပဲရအခောက်ရွှေတစ်ချက်သားကိုငွေကျပ်40တသိန်းနီးပါးကိုဈေးထိုးတက်လာတယ်လို့ရန်ကုန်ရွှေကုန်သည်တွေကပြပြပါရယ်မလ17ရက်နေ့ကကမ္ဘာရွှေဈေးကအမြင့်ဆုံးကို ထိုးတက်နေသလိုမြမရွှေဈေးဟာလည်း లై ပါမြင့်တက်နေတာလည်းဖြစ်ပါရယ်ကမ္ဘာရွှေဈေးဟာတအောင်ဆောင်ကိုအမေရိကန်ဒေါ်လာ2195တိအမြင့်ဆုံးကိုတက်လာပြီးလက်ရှိမှာရွှေတအောင်ဆောင်ကိုအမေရိကန်ဒေါ်လာ2182ဝန်းကျင်ရှိနေတာလည်းဖြစ်ပါရယ် မြမရွှေစင်းမှာလဲကမ္ဘာရွှေစင်းတဲ့သူလိုက်ပါမြင့်တက်လာနေပြီအခောက်ရွှေတစ်ကြက်သားကိုငွေကျပ်40သိန်းဒီပါအထိ ဖြစ်လာတာလည်းဖြစ်ပါတယ်ရွှေစင်းတက်နေပြီမဲ့လဲစစ်တပ်ရန်ကိုကြောက်တဲ့အတွက်ကြောင့်ဘသူမှအယောင်းဝယ်ကြီးကြီးမားမားမလုပ်ပဲကြိတ်ရောင်းကြိတ်ဝယ်သာလှုပ်ဆောင်နေရလို့ရန်ကုန်ရွှေကုန်းတဲ့တူကပြပြပါတယ်စစ်တပ်အာဏာသိမ်းမှုမတိုင်မီ2020ခုနှစ်ဒီဇင်ဘာလအချိန်က16ပဲရဲ့အခောက်ရွှေတစ်ကြက်သားကို73သိန်း2000ဝန်းကျင်သာရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာရွှေဈေးတွေဟာတောင်းတိုးမြင့်တက်လာခဲ့ရလဲဖြစ်ပါတယ်။အာဏာသိမ်းမှုမတိုင်ခင်ကဈေးနှုန်းနဲ့နှိုင်းရှင်တော့အခောက်ရွှေတစ်ချက်သားကိုငွေကျပ်28သိန်းနီးပါးထိုးတက်လာတာလဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။